မေပြီးတဲ့အမျိုးသမီးတယောက်ဟာဘယ်လိုတည်သားစီလဲဒီမိခွန်းကအမျိုးသားအများစုတည်ချင်နေကြတဲ့မိခွန်းတစ်ခုပါမကြခင်ကလည်းကျမတို့ channel မှာလာရောက်နေတတ်တဲ့မိခွန်းပါဒီကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးပါမယ်မိခွန်းမိထားတဲ့သူတွေရောမမေတဲ့သူတွေပါတခုတ္တအဖြစ်တည်ရဖို့ကြည်လိုက်ပါနော် တကယ်တော့ဒီကြောင်ကအမျိုးသမီးတွေရဲ့အားနည်းချက်ကိုပြောပြရတာဖြစ်လို့အမျိုးသမီးတယောက်အနေနဲ့မပြောပြချင်ပါဘူး။ဒါပေမဲ့မိတဲ့သူတွေပြလာတာရင်နောက်ပြီးဒါဟာတိထားတဲ့ကျမ်းမာရေးဘဟုတ္တတဖြစ်နေတာကြောင့်ဒီကြောင်လေးကိုမျှဝေပေးမှာပါ။ခုလိုကျမရေဘဟုတ္တနဲ့လူမှုပတ်ဝန်းကျင်အတွက်အကျိုးရှိတဲ့အသုံးဝင်တဲ့အကြောင်းအရာတွေကိုနေစင်ပြရဖို့ဒီ channel လေးကို subscribe လုပ်ပေးပါဦးနော် သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာမေးခင်လို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြောပြပေးပါမယ်။ဒီစင်တင်တဲ့အကြောင်းအရာတွေကိုသိချင်လဲဆိုရင်တော့ဘေးကခေါလုံးပုံလေးကိုနေလိုက်ပါနော်။ဒါဆိုရင်ဒီအကြောင်းအရာလေးကိုဆက်လက်ပြောပြပေးပါမယ်။ဒီအကြောင်းအရာကိုမပြောခင်မှာအမျိုးသားတွေအထူးသဖြင့်လူငယ်တွေကိုတတိပေးချင်တာတခုရှိပါတယ်။လူရဲ့အများစုကသူတို့ရဲ့လက်သွဲပေါ်ကောင်းမလေးတွေကိုအပြိုစစ်တာပဲလိုချင်ကြတာပါ။ ဒီချက်နဲ့ပတ်သက်ပြီးအရင်ဆုံးတိထားရမှာကအပြိုစစ်တာကိုလူချင်းရင်တီကိုရင်ကလူပြိုစစ်စစ်ဖြစ်နေဖို့အကျိုးစားပါလို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးငယ်တွေကလည်းသူတို့ရဲ့လက်သွေးဖော်ကောင်းလေးကိုလူပြိုစစ်စစ်ဖြစ်စေချင်ကြလို့ပါ။နောက်ပြီးခုလို high society ပတ်ဝန်းကျင်မှာအပြိုစစ်ချင်းမစစ်ချင်းကအရေးမကြီးတော့ပါဘူးနော်။ ရှိခိကအယူအဆတွေဒါအပြုစစ်ခြင်းမစစ်ခြင်းအပေါ်မှာ serious ဖြစ်ကြပေမဲ့ယနေ့ခေတ်မှာတော့လက်သေးပေါ်ဆိုတာတရားနဲ့တရားနားလည်မှုကျင်နာမှုသိစာရှိမှုနဲ့အပြတ်အလန်လေးစားမှုတို့ကအရေးကြီးတာပါနော်ဒါကြောင့်အပြုစစ်ခြင်းမစစ်ခြင်းအပေါ်မှာအရေး serious မဖြစ်ဖို့ကြောက်ချင်ပါတယ်ဒါပေမဲ့မိထားတဲ့မိခွန်းအတိုင်းအမျိုးသမီးတွေအတူနေပြီးတဲ့အခါပြောင်းလဲသွားတတ်တဲ့အချက်တွေကို ပြပြပေးပါမယ်။စနေနာထောင်ပါ။အရင်ဆုံးတိထားရမှာကအတူတူနေတဲ့အခါမှာသူမရဲ့အပြုတ်မှုတချို့ပါ။အတူကြုံရှိပြီးသားအမျိုးသမီးတယောက်ဟာအတူကြုံမရှိတဲ့အမျိုးသမီးနဲ့တော့အပြုတ်မှုတွေမတူပါဘူးနော်။ဒီချက်ကိုတတိထားကြည့်ပါ။ဒါပေမဲ့တစ်ခါလေမှာဟန်ဆောင်တာလေးတွေဒါမှမဟုတ်ရှက်နေတာလေးတွေရှိတတ်ပါတယ်။ဒါပေမဲ့ဖွဲချလို့ရပါတယ်နော်။ဒီနေရာမှာတတိထားတဲ့အချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ယနေ့ခင်မိန်းကလေးတွေဟာခင်ရည်စီကြအရာ sex video တွေကြည်တာမိန်းကလေးချစ်ချင်းပြောင်းနေပြောင်းညီမဖလဲတာတွေကြောင့်အတူနေတဲ့အခါအတွေ့အကြုံတချို့ချိနေတတ်ပါတယ်။သူမဟာသူ့ရဲ့လက်သွေးပေါ်ကိုတကယ်ချစ်တာဒါမှမဟုတ်သူမကိုယ်တိုင်တကယ်စိတ်ပါနေတာကြောင့်သူမတိထားသမျှလေးတွေနဲ့ဂေးတဆိုင်ပြုစုပေးတတ်ပါတယ်။ဒီလိုလုပ်ပေးတာဟာအပြုံမစစ်လို့မဟုတ်ပါဘူးနော်။ဒါကိုအမျိုးသားတွေကတတိထားနားလေပေးဖို့လိုအပ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့အားလုံးသိထားတဲ့အတိုင်းအမေးပါပေါက်ခြင်းမပေါက်ခြင်းပါအပြုစီအမေးပါပေါက်ရမယ်တွေးထွက်ရမယ်ဒါတွေကယနေ့ခင်မှာတော့အသုံးမဝင်တော့ပါဘူးလို့ယနေ့ခင်ရဲ့လူမှုနေထိုင်ပုံတွေအရမျိုးသမီးအများစုရဲ့အမေးပါဟာမတော်တဆဒါမှမဟုတ်ဒီမကိုယ်တိုင်ကြောင့်အမေးပါပေါက်သွားတာတွေဖြစ်တတ်ပါတယ်ဥပမာတယောက်တည်း sex video ကြည့်ပြီးလက်လွန်သွားတာမျိုးတိကျခံလို့တာအကစားလို့တာမိမိချင်းချင်းအာသာဖြေတာ ဒီချက်တွေကအဖြစ်များတတ်ပါတယ်။ဒီနေ့ခေတ်ရဲ့လူငယ်မှုပုံစံကရှိရှင်းရခင်ကလို့ဘင်းကောင်းကြောက်ပြီးပုံစံနဲ့မဟုတ်တော့တာကြောင့်ဒီယူဆနဲ့ဒီချက်ကိုလည်းတတိထားဆင်ခြင်ရပါမယ်။နောက်တစ်ချက်ကတယောက်မိထားတဲ့အချက်ပါသူမိထားတာကသူကမလေးကပြောစတဲ့တခါမှအသေးချုံမရှိဘူးလို့ပြောတယ်ပေါ့နော်။ဒါပေမဲ့တကယ်နေတဲ့အခါမှာသူကမလေးကအမေပါလဲပေါက်ပြီးသားဖြစ်နေတယ်လို့အပေါက်လေးကျင်းနေတာလို့ပြောပါတယ် ဒီမိကူကိုဖြည့်ပေးရတဲ့တခါလေးပြောပြချင်တာပါအမေပါပေါက်တဲ့ကိစ္စကတော့အစိုးကပြောခဲ့တယ်လို့ပေါ့နော်အန်ဒါကြောင့်ဒီပေါ်မှာအရန်ဖြည့်အမထားပါနဲ့နော်နောက်တစ်ခုက အပေါက်ကျတဲ့ကိစ္စပေါ့နော်ဒီကိစ္စကလည်းအကြောင်းရင်းနဲ့အများကြီးရှိပါတယ်။သူမကတကယ်ပဲအသေးချုံရှိထားလို့ကျဲနေတာလား။ဒါမှမဟုတ်တခြားအကြောင်းရင်းတွေကြောင့်ကျဲရတာလားပေါ့နော်။ ီကြောင်းကိုပြောရမယ်ဆိုရင်ပထမဆုံးအတူနေပြီးသားဆိုရင်ကျေလာတယ်။ဒီချက်ကလည်းမှန်တယ်ဆိုပေမဲ့အတီဝါမမှန်ပါဘူး။သူနဲ့နေတဲ့သူရဲ့ပစ္စည်းအကြီးအသေးနဲ့နေတဲ့ပုံစံအကျိုင်အရေးအသက်ပေါ်မှာလည်းမူတည်ပါတယ်။နောက်ပြီးသူမရဲ့စိတ်ပါ။သူလူကစိတ်အယံပါနေရင်လည်းပုံမှန်ထက်နည်းနည်းပူကျေစေတတ်ပါတယ်။ဒါကိုလည်းတီးထားပါနော်။နောက်တစ်ခုကအတူမနေထိုင်ရင်လည်းကျက်တတ်ပါတယ်နော်ဥပမာသူမကိုယ်တိုင်အာသာဖြေတာများရင် အာသာပြေတဲ့အခါမှာအစာပိုင်းကပစ္စည်းအသေးတွေသုံးပေမဲ့အားမရောက်လာတဲ့အခါတဖြည်းဖြည်းကြီးတာတွေနဲ့လုံရင်လည်းကျင်နေပါတယ်နော်။နောက်ပြီးမိန်းလေးချင်းချင်းလောက်တာတွေကလည်းကျေစီတတ်ပါတယ်။ဒါကြောင့်ကျေတာကျင်းတာကလည်းအဓိကအချက်မဟုတ်ပါဘူးနော်။နောက်ပြီးအမျိုးသားရဲ့ပစ္စည်းကပုံမှန်ထက်သေးနေရင်လည်းပုံပြီးကျင်နေတယ်လို့ခံစားရစေပါတယ်။နောက်ထပ်ခွဲခြားနည်းတွေလည်းအများကြီးရှိပါသေးတယ်။ခုပြောပြတာတွေက လူငယ်တွေကြားမှာကိဟဖြစ်စေတဲ့အကြောင်းတွေကိုအဓိကထားပြီးပြောပြတာပါနော်ခုလိုခွဲခြားတတ်ဖို့ဆိုရင်အချက်တွေအများကြီးရှိတယ်လို့အမျိုးသားတွေဘက်ကလည်းအသေးချုံရှိထားဖို့လိုပါတယ်။အတူနေတဲ့အခါသူမရဲ့အပေါ်ရန်အပြုမှုတွေနောက်ပြီးသူမရဲ့ပစ္စည်းအတန်းပိုင်းကအပြုမှုတွေကိုလည်းတည်ထားလို့ရပါတယ်။ဒီနေရာမှာရောထွေးနေတဲ့အပိုင်းတွေကလည်းအများကြီးရှိတတ်ပါတယ်။ တချို့ကိစ္စတွေမှာအမျိုးသမီးအနေနဲ့အသိကြုံမရှိသေးပေမဲ့သူမစိတ်ရဲ့လှုပ်ဆောင်မှုကြောင့်သူမရဲ့ပစ္စည်းကအလိုလိုတုံ့ပြန်လာတယ်လေရှိပါသေးတယ်။ဒါကလည်းသူမဘက်ကအသိကြုံရှိထားလို့မဟုတ်ပဲအရင်စိတ်ကင်းထန်လာလို့အလိုအလျောက်တုံ့ပြန်လိုက်တာပါ။နောက်ဆုံးပြောချင်တာကတော့ယမခီရဲ့လူမှုပုံစံအရာအမျိုးသမီးတွေမှာအပြုစစ်တာရှားသွားတယ်လို့အမျိုးသားတွေမှာလည်းလူပြုစစ်တာမရှိတော့ပါပဲနော် ။ဒါကြောင့်အပြုစစ်ခြင်းလက်စစ်ခြင်းကိုအဓိကမှတ်ထားပဲပြောင်းလဲပြောင်းယုံကြည်မှုနားလည်မှုတစ္ဆာရှိမှုတန်ဖိုးထားမှုလေးစားမှုစတဲ့အချက်တွေကိုအခြေခံပြီးဘဝလက်သေးပေါ်တွေကိုရေးချေကြပါနော်။ဒီလိုအတူနေတဲ့ကိစ္စကိုအဓိကထားပြီးမရေးချေကြပါနဲ့နော်။ဒီနေ့ရဲ့ဆွေးနွေးချက်ကတော့ဒီလောက်ပါပဲနော်။လောရတွေမှာလည်းခုလိုတဟုတ္တအကြောင်းအရာတွေကိုဆက်လက်ရောက်ဝေပြီးသွားပါမယ်။ အဆုံးတိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။